ဒီတစ်ခေါက်လေလာတုံးတက်ဖို့ရောက်လာတဲ့အကြောင်းအရာတော့စီးပွားရေးလုပ်ငန်းတွေရဲ့နောက်ွယ်ကအင်ဂျင်ဆက်လို့ပြောလို့ရတဲ့ထုတ်လုံမှု theory ပါပဲဟုတ်ကဲ့အဲဒီခေါင်းစဉ်ကိုကြားလိုက်ရင်တော့ဖြစ်စီထုတ်တာလောက်ပဲလို့ထင်စရာရှိပေမဲ့ကျွန်တော်တို့လေလာထားတဲ့အရင်းမြစ်တွေထင်တော့ဒါထက်အများကြီးပုံနေနေပါတယ်အရင်းမြစ်အကန့်အတန့်နဲ့အချို့အမြတ်အများဆုံးရအောင်ဘလို့ဖန်တီးမလဲဆိုရဲမြေဟုံးရဖြေကိုဒီ theory ကပေးနိုင်မလားဆိုတော့ကိုအတူတူဆွေးနွေးကြည့်ကြအောင်ဟုတ်ပါတယ် တကယ်တော့ဒီ theory ကလုပ်ငန်းရှင်တွေအတွက်လမ်းညွှန်ချက်ပေးတဲ့လက်ဆွဲဆောင်တစ်ခုလိုပါပဲ။ဝန်ထမ်းအသစ်ပဲချိန်မှခံရမလဲ။လုပ်ငန်းကိုဘယ်လောက်အထိချက်တင်တယ်လဲ။ဘယ်ချိန်တွေရောက်ရရက်ပြီးပြန်စဉ်းစားရမလဲဆိုတာတွေကိုစွန့်ဖြစ်တဲ့နေရာမှာအခြေခံကြတဲ့တွေးခေါ်တွေပေါ့။ကောင်းပဲ။ဒါဆိုအခြေခံကြားဆုံးမိခုနဲ့ဆက်လိုက်အောင်။ထုတ်လုံမှုဆိုတာပါလေ။ကျွန်တော်ဖတ်ကြည့်တော့တွင်းအားစု input တွေကိုကုန်ထွက် output အဖြစ်ပြောင်းလဲခြင်းလို့ရှင်းရှင်းလေးရေးထားတယ်။အင်း ဒါပေမဲ့ကျွန်တော်ကိုတကယ်သဘောချသွားစေတဲ့အတုံးအနှုံးတစ်ခုကတန်ဖိုးဒါမှမဟုတ် utility ကိုဖန်တီးခြင်းနဲ့အဲ့ဒါကရုပ်ပိုက်ဆိုင်ရာပစ္စည်းတစ်ခုထွက်တာထက်ပိုကျပြန့်သွားတယ်နော်အများကြီးပိုကျပြန့်သွားတာပါစဉ်းစားကြည့်လေဆရာဝန်တယောက်ကလူနာကိုကုပေးတာရှင်နေတယောက်ကဟုံးလိုက်ပေးတာဒါမှမဟုတ် delivery တမားလေးတယောက်ကအစားအသောက်ကိုအိမ်ရှိရောက်ပို့ပေးတာအော်ဟုတ်ကဲ့အဲ့ဒါတွေအားလုံးကရုပ်ဝတ္ထုပစ္စည်းအစ်စ်တွေထွက်လာတာမဟုတ်ဘူးဒါပေမဲ့ လူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတဲ့တံပိုးတစ်ခုကိုဖန်တီးပေးနေတာအဲ့ဒါကိုလည်းစီးပွားရေးပညာမှာထုတ်လုပ်မှုလို့ပဲသတ်မှတ်ပါတယ်อืมအဲ့ဒီထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးရဲ့ဆက်ဆက်မှုကိုရှင်းပြတာကတော့ production function ပေါ့ production function အဲ့ဒီနာမည်ကနင်းနေတော့ခက်တယ်လို့ပဲဒါပေမဲ့စာရန်ထဲမှာရှင်းပြထားတာကိုကြည့်လိုက်တော့လုပ်ငန်းတစ်ခုရဲ့ချက်နေပြုတ်နေစော်ဦးလို့ပဲလို့ကျွန်တော်မြင်တယ်ဥပမာကိမုံတလုံးဖုတ်မယ်ဆိုရင်ဂျုံဘလုံးကျဲဦးဘနှလုံး မုံဖုတ်သမားဘယ်နှယောက်လိုတယ်ဆိုတော့ပုံနေနီးမျိုးပေါ့မှန်သလားအတိအကျပဲအရန်အရန်ကောင်းတဲ့ဥမာပါအဲ့ဒီချင်းနီးပြုတ်နီးကလုပ်ငန်းတွေအတွက်သူတို့ရဲ့တွင်းအားစုတွေနဲ့အထွတ်နှုန်းကြားကဆက်ဆက်မှုကိုပြပေးတဲ့လမ်းညွှန်ပဲဟုတ်ကဲ့စီပွားရေးပညာရှင်တွေကတော့အဲ့ဒါကို Q equals to F of X ဆိုပြီးခါရှုရှုရေးတာပေါ့တကယ်ကတော့ တင်ဖုံးမဲ့ကိမှုအရေအတွက် Q ဟာတင်တုံးတဲ့ဂျုံကျက်ဦးမုံဖုတ်တမအရေအတွက်အဲ့ဒီ inputs တွေပေါ်မှာမူတည်ပါတယ်လို့ပြောလိုက်တာပါပဲ။ဟွန်း။ဒါပေမဲ့ဒီချက်နည်းကအချိန်ကာလပေါ်မူတည်ပြီးပြောင်းလာနိုင်တယ်။အချိန်ကာလဆိုလိုတာကကာလတိုးနဲ့ကာလရှည်ကိုပြောတာထင်တယ်။အဲ့ဒီနှစ်ခုကပါကွာလို့လေ။ဟုတ်ပါတယ်။ကာလတိုး short run ဆိုလည်းကွာလုပ်ငန်းတစ်ခုမှာအနည်းဆုံးအတွင်းအားစုတစ်ခုက ပုံနေထွက်နေတဲ့အချိန်ကာလပါ။ ဥပမာခုနမုံဖုတ်တဲ့ဥပမာနဲ့ပြန်ပြောရရင်မီဘိုအော်ဗင်ကတလုံးတည်းပဲရှိတယ်။ဟမ်ဒီနေ့ကိတ်မုံအော်ဒါအနာရီယလို့မီဘိုအသည့်နောက်တလုံးချက်ချင်းဝယ်ထည့်လို့မရဘူးလေ။ဒါပေမဲ့မုံဖုတ်တမားကိုတော့အချင်းဘိုခိုင်းတာအသည့်ထက်ခန့်တာလုံလို့ရတယ်။ဟုတ်တယ်။အဲ့မှာမီဘိုကပုံတွေ twin အားစု fixed input ဖြစ်ပြီးအလုတ်တမားကပြောင်းလဲနိုင်တဲ့ twin အားစု variable input ဖြစ်သွားတယ်။ကာလရွှေ long run မှာကြတော့ရော ာလရှင်မှာတော့အဲ့လိုကန့်သက်ချက်တွေမရှိတော့ဘူးမိဖို့အစ်စ်လည်းဝဲလို့ရတယ်ဆိုင်ခန်းအစ်စ်လည်းချက်လို့ရတယ်အကုန်ပြောင်းလို့ရသွားပြီရှင်းသွားပြီဒါဆိုဒီနေ့အဓိကပြောမယ် law of diminishing returns ဆိုတာကကာလတော်မှာပုံတွေဖြစ်တဲ့မိဖို့တလုံးလဲနဲ့အလုံးသမားတွေထက်ထက်လာလိုက်ကဘာဖြစ်မလဲဆိုတာကို ရှင်းပြတဲ့ဥပဒေသားပေါ့အမှန်ပဲကျွန်တော်စာတန်းနဲ့ကဇာကိုကြည့်ပြီးတတော်အောသွားတယ်အလုံးသမားတယောက်ကကိတ်မုံစလုံးဖုန်နိုင်တယ်နှစ်ယောက်ဖြစ်တော့30လုံးဖြစ်သွားတယ်အရန်ကောင်းတာပေါ့ ဟုတ်ကဲ့ဒါပေမဲ့၈ယောက်မြောက်ကနေ၉ယောက်မြောက်ကိုတိုးလိုက်တဲ့အခါစုစုပေါင်းကိမ့်မွန်အရေးချုပ်ကတိုးမလာတော့ဘူး၁၀ယောက်မြောက်မှာဆိုရင်ပြန်အောင်ကျသွားတယ်လူတစ်ယောက်ထပ်ခန့်လိုက်တာကထုတ်လုပ်မှုကိုပြန်ကျသွားစေတယ်ဆိုတာကအင်းနင်းနဲ့တော့မဖြစ်နိုင်တယ်လို့ပဲဘာလို့အဲ့လိုထိရတာလဲဒါကဒီဥပဒေတရားအတပ်ပဲခုနကပြောရဲ့မိဖို့တလုံးနဲ့ရှိတဲ့မိဖို့ချောင်းလေးကိုမြင်အောင်ကြည့်လိုက်အင်းအစာကွိုင်းမှာလူတစ်ယောက်နဲ့ယောက်ကအဲ့ဒီမိဖို့ကိုကောင်းကောင်းအသုံးပြုပြီးကိမ့်မွန်နေဖုန်နေတယ် လူနေနဲ့ထပ်ထည့်လိုက်တော့အလုပ်တွေခွဲလို့လို့ရသွားတယ်။တယောက်ကကြုံတယ်တယောက်ကမိဖို့ဆောင်အလုပ်ထစ်တယ်။ဒါပေမဲ့အဲ့ဒီမိဖို့ချောင်းတိတ်တိတ်လေးတဲကိုလူ၁၀ရောင်းလောက်ထိုးထည့်လိုက်ရင်ဘာဖြစ်မလဲ။အချင်းချင်းတိုက်ပြီ။ခလုတ်တိုက်ပြီးအလုပ်လျှော့ကုန်မှာပေါ့။မိဖို့ရှေ့မှာလဲလူတွေပြင့်နေလို့ကိတ်မုတ်အထုတ်အတွင်လို့ရတာအဆင်မပြေတော့ဘူး။အဲ့လားပါပဲ။အဲ့လားကိုပဲစီးပွားရေးပညာမှာထပြေးပြေးယွန်းနေသွားတော့အကျိုးရလလုခိုးတာ။လူတယောက်ချင်းစီရနေရတဲ့အပေါကုံထွက်အစွန်းထွက်ထုတ်ကုန် marginal product ကကျဆင်းလာပြီးနောက်ဆုံးမှာအနုလက္ခဏာတောင်ထွေသွားနိုင်တယ်အနုလက္ခဏာဟုတ်တယ်ဆိုလိုတာကနောက်ဆုံးထိလိုက်တဲ့အလုသမားကအလုဖြစ်အောင်ကူညီတာမဟုတ်ပဲကြံတဲ့သူတွေကိုပါအနှောင့်ယှက်ပေးတဲ့အခြေအနေရောက်သွားတာဒါမဲ့ဒီဥပဒေတာကအမြင်နဲ့နေရာတိုင်းမှာမန်နိုင်မှာမလားအញ្ញန်ရိုးရှင်းလို့နေတယ်လို့ပဲဒါမှန်ဖို့တော့လိုက်နိုင်ရမယ်စီကင်းချက်တွေခြွင်းချက်တွေမရှိဘူးလားကောင်းတဲ့မေကုံးပါရှိပါတယ်အဓိကယူဆချက်၃ခုရှိတယ် တစ်ကနီးပညာက ပုံတည်ဖြစ်ရမယ်။အော်။ဥမာခုနကမီးဖို့ခြုံတဲ့ကိုကိမုံအလုံးတရာတပြိုင်တည်းဖုံလိုက်တဲ့စက်ကြီးတစ်လုံးထည့်လိုက်ဒီဥပဒေတာကအတုံးမဝင်တော့ဘူး။ဟုတ်ကဲ့။နေ့ကအနည်းဆုံးပုံတည်ဆွေအားစုတစ်ခုရှိရမယ်။ကျွန်တော်တို့ဥမာတဲ့ကမီးဖို့လိုမျိုးပေါ့။သုံးကဒါကကာလာတူမှာပဲအကျုံးဝင်တယ်။ကာလာရှင်မှာဆိုရင်မီးဖို့ကြောင်ကိုချဲ့လိုက်လို့ရတာကိုဒီအခြေအနေတွေအကုန်တူနေမှသာဒီဥပဒေတကလော်လောက်တာပါ။ဟုတ်ကဲ့။ဒါဆိုရင် လုံငန်းရှင်တယောက်အနေနဲ့ဒီအခြေအနေတွေကိုဘလို့တုံးသက်ပြီးဆုံးဖြတ်ချက်ချရမလဲစာတမ်းထဲမှာဒီဖြစ်စဉ်ကိုအဆင့်30ခွဲပြထားတယ်အဲ့ဒါကိုကြည့်ရင်ပိုရှင်းသွားမယ်ထင်တယ်ဟုတ်ပါပြီပရမဆင့် stage 1ကတိုးတက်သောအကျိုးရလ increasing returns ဒီမှာတော့အလုတ်သမားထက်ထက်လေကုန်ထက်ကပုံမြင်မြင်တိုးလေပဲဟုတ်တယ်ဘာလို့လဲဆိုတော့အစားပိုင်းမှာမိဖို့ကအာမြင့်သေးလို့အရင်အမြင့်ကိုအပြည့်အဝအထုံးမချရသေးဘူး ဒါကြောင့်အလုတ်သမားထထက်လိုက်ရင်ထုတ်လုံးမှုကခုန်တက်သွားတာဒုတိယအဆင့် stage 2ကတော့ရောနေတော့အကျိုးရလာ diminishing returns ဒီမှာတော့စုစုပေါင်းကုန်ထွက်ကတိုးနေတော့မယ်ဒါပေမဲ့တိုးလုံးကနှေးသွားပြီနောက်ဆုံးတတိယအဆင့် stage 3ကတော့အနုပ်လက္ခဏာဆောင်တော့အကျိုးရလာ negative returns ပေါ့ဒီမှာတော့စုစုပေါင်းကုန်ထွက်ကပြန်ကျသွားပြီဒါဆိုရင် manager တယောက်အတိုင်းအဓိကစိန်ခေါ်မှုက ကိုလုံငန်းကဒီအဆင့်30ထက်ကဘယ်နေရာမှာရှိနေလဲဆိုတော့ကိုအတိအကျတိဖို့ပဲပေါ့တိတိကျကြပဲဒါက manager တွေအတွက်နေ့စဉ်ရင်ဆိုင်နေရတဲ့ကြိုးတန်းလမ်းလျှောက်ခြင်းတစ်ခုပဲစဉ်းစားကြည့်လေသင်က stage 1မှာပဲရည်နေမှာဆိုရင်တင့်မှာရှိတဲ့မိဖို့ကိုအပြစ်ဝအတော်မချပဲပိတ်ဆိုင်ရှားနိုင်တဲ့ခွင့်ရကိုလက်လွတ်နေတာနဲ့အတူတူပဲဟုတ်တယ်မတော်တဆ stage 3တဲကိုချော့ကျသွားပြီဆိုရင်ပိုဆိုးပဲ တင်ကလူတယောက်ကိုလာကြပြီးပြီးတင်လုပ်ငန်းရဲ့ကွန်ထက်ကိုတမင်တသက်ရှော့ချခိုင်းနေတယ်လို့ဖြစ်သွားပြီ။ဟွန်းအဲ့တော့အဓိကပန်းတိုင်က stage 2ဆိုတဲ့အကျိုးအမြတ်အရှိဆုံး sweet spot မှာပဲရည်တည်နိုင်ဖို့ပဲ။ဒါနဲ့ stage 3ကလက်တွေ့မှာရောဖြစ်တယ်လို့လား။ကိုမျက်စိရှိမှတင်ကွန်ထက်တွေပြန်ကျနေတာကို မြင်ရတဲ့နဲ့ဘဲမန်နေဂျာက အလုတမအစ်စက်ခတ်နေမှာလေ။နည်းနည်းတော့ရဲစရာကောင်းတယ်လို့ပဲ။ ဒါကစာတွေ့သစ္စာတွေသက်ပဲလားတကယ်ဖြစ်တတ်လားလက်တွဲမှာဖြစ်တတ်ပါတယ်အထူးသဖြင့်လုံငန်းကြီးတွေမှာ အလွာတယ်ဌာနတွေများလာတဲ့အခါအပေါ်ကမန်နေဂျာကအောက်ခြေမှာပါဖိနေတယ်အတိအကျမတည်တော့ဘူးအော်ကုန်းထွက်နေနေတဲ့လူထက်ခန့်ပေးဆိုလဲတောင်းဆိုချက်အတိုင်းလူထက်ခန့်ပေးလိုက်တယ်ဒါမဲ့တကယ်တမ်းပြဿနာက လူနေနေတာမဟုတ်ပဲလုပ်ငန်းစီမှာတနည်းအားဖြင့်ပိတ်ဆို့နေတာဒါမှမဟုတ်နေရာမလောက်တော့တာမျိုးဖြစ်နေတတ်တယ်ဟုတ်ကဲ့ အဲ့လေခါမှာလူထတ်ထဲလိုက်လေးအခြေအနေကပိုဆိုးလေးဖြစ်သွားတတ်တယ်။ဒါကသူတို့လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပဲ။ကဲဒါဆိုရင်ခုနပြောခဲ့တာတွေကမိဘချောင်းတခန်းတဲ့စိတ်ယုံတယုံတဲ့လို့ကာလတော်အခြေအနေတွေပေါ့။ဟုတ်ပါတယ်။ဒါပေမဲ့လုံငန်းရှင်တယောက်ကတစ်ထက်ပူကြီးတဲ့စိတ်ကူးရှိရင်ဘယ်လိုလုပ်မလဲ။ဥပမာအလုတ်တမားပဲထတ်ခတ်တာမဟုတ်ပဲအရာအလုံးကို၂၀တိုးလိုက်မယ်ဆိုရင်တော့စိတ်ယုံအတစ်တလုံးထတ်ဆော့စပစ္စည်းအတစ်တွေဝဲ ဝင်းနဲ့အင်အား22အဲ့ဒီလိုလှုပ်လိုက်ရင်ခုနကပြဿနာတွေပြေးလည်သွားမလားဒါမှမဟုတ်စိန်ခေါ်မှုအတ္တိပေါ်လာအောင်မလားအဲ့ဒါကကျွန်တော်တို့ကိုကာလရှင် long run အကြောင်းကိုခေါ်သွားပါပြီအဲ့ဒါကို returns to scale လို့ခေါ်တယ်ဆလိုရာကလုပ်ငန်းရဲ့အရွယ်စား skill ကိုပြောင်းလိုက်တဲ့အခါကုန်ထွက်ကဘလို့တုံ့ပြန်မလဲဆိုတာကိုလေ့လာတာပါဒီမှာလဲအခြေအနေ၃မျိုးရှိနိုင်တယ်ဘလို့အခြေအနေ၃မျိုးလဲ ဥပမာရက်ကွက်ချဲကပီဇာဆိုင်လေးတဲ့ဆိုင်ကိုစဉ်းစားကြည့်ရအောင်။သူကသူ့ရဲ့မီဖိုဝင်းထန်းပါဝင်ပစ္စည်းအားလုံးကို၂၀တိုးလိုက်တယ်။သွင်းအားစုတရရခိုင်နှုန်းတိုးလိုက်တာပေါ့။အင်း။အဲ့ဒီအခါသူ့ရဲ့ပီဇာအထွက်က၃ဆရခိုင်နှုန်းနဲ့ဆိုနွေလာရခိုင်နှုန်းတိုးလာနိုင်တယ်။ဘာလို့လဲဆိုတော့သူကပါဝင်ပစ္စည်းတွေကိုအများကြီးဝယ်လို့ဈေးသက်သာသွားတယ်။အလုပ်တွေကိုပိုစနစ်တကျခွဲဝေလုပ်ဆောင်နိုင်သွားတယ်။ဟုတ်ကဲ့။အဲ့ဒါကိုတိုးတဲ့တော့အကျိုးရလက် increasing returns to scale လို့ခေါ်ရယ် လုပ်ငန်းကြီးလာလေပိုထျောက်လေပေါ့အဲဆိုရင်ကျန်တဲ့နှမျိုးကတော့ဒုတိယမျိုးစားကပုံမှန်အကျိုးရလက် constant returns to skate သွင်းအစုကိုနှစတို့ရင် ကုန်ထက်ကလည်းနှစပဲတိုးလာတာအချိုးကျပဲပေါ့อืมတတိယမျိုးစားကတော့စိတ်ဝင်စားဖို့ကောင်းတယ်ယောနေတော့အကျိုးရလက် diminishing returns to scale ။ Oh ။ဝမကဘာကျော်ပီဇာဆိုင်ခွဲကြီးတစ်ခုကသူ့ရဲ့ဆိုင်ခွဲအရေအတွက်ကိုနှစ်ဆက်တိုးလိုက်တယ်ဆိုပါစို့ ဒါပေမဲ့သူရဲ့စုစုပေါင်းအမျက်က23မလာပဲကဆယ်ခွဲလောက်ပဲတိုးလာတယ်။ဘာလို့လဲဆိုတော့လွန်ကွန်းကအရင်ကြီးွားတော့စီမံခန့်ခွဲရတာတွေကရှုပ်ထွေးလာတယ်။ဆိုင်ခွဲအစ်တီရဲ့အရေးသွေးကိုထိန်းချုပ်ရတာခက်လာတယ်။ဆုံးဖြတ်ချက်တွေချရတာနှေးကွေးလာတယ်။ဟုတ်ကဲ့။အဲ့ဒီအခါမှာလုံလအရွယ်စားကြီးမားခြင်းကအားသာချက်မဟုတ်ဘဲအားနေချက်ခဲလာတာပါတယ်။အဲ့ဒီနေရာမှာ e-commerce of skill ဆိုတဲ့အတုံးလုံးကိုလည်းတွေ့ရတယ်။ လုပ်ငန်းကြီးလာလို့ကုန်ကျစရိတ်တွေတက်တာရဲအကျိုးကျေးဇူးကိုဆိုလိုတာထင်တယ်။ဟုတ်ပါတယ်။စာတမ်းထဲမှာ internet economist နဲ့ external economy ဆိုပြီးနှမျိုးခွဲထားတယ်။ internet ကလုပ်ငန်းတစ်ခုတည်းကရတာ external ကတော့လုပ်ငန်းတွေအများကြီးစုနေတဲ့နေရာမှာအားလုံးအတူတူရတဲ့အကျိုးကျေးဇူးလို့ရှင်းပြထားတယ်။ဒါကလုပ်ငန်းတစ်ခုအတွက်အသင့်တော်ဆုံးအရေးစားဖို့ရှာဖွေဖို့အရေးပါတဲ့အချက်ပဲပေါ့။ဟုတ်တယ်ပါ internet economy of scale ဆိုတာခုနပီဇာဆိုင်ဥပမာလိုပေါ့။ တင်ခဲဟိုတက်တုံးချင်းဝယ်တာထက်တန်းနဲ့ချီဝယ်လာတော့ဈေးပိုတက်တာရောတာမျိုးက internet economy ပဲ음 external economies of scale ဆိုတာကတော့စက်မှုဇုံတစ်ခုကိုမြင်အောင်ကြည့်လိုက်အဲ့ဒီဇုံထဲမှာအထည်ချုပ်စိတ်ယုံတွေအများကြီးရှိတယ်ဆိုရင်အထည်ချုပ်ကျွမ်းကျင်လုပ်သားတွေအဲ့ဒီမှာလာစုနေမယ်အထည်ချုပ်ဆက်ပစ္စည်းပြင်တဲ့ဆိုင်တွေချီမြင်ရောင်းတဲ့ supplier တွေအဲ့ဒီနာမှာလာဖွင့်ကြပဲအော်ဟုတ်ကဲ့အဲ့ဒီအခါဇုံထဲကစိတ်ယုံတိုင်းကကျွမ်းကျင်လုပ်သားရှာရတာ ကုံချောင်းဝယ်ရတာပိုလဲကူရတဲ့အဲ့ဒါကစက်ယုံတယုံတွေကဖန်တီးလို့မရတဲ့ပတ်ဝန်းကျင်ကနေရရှိတဲ့အကျိုးကျေးဇူး external economy ပါ။ဒါကြောင့်လုံလန်းတစ်ခုကဘယ်နေရာမှာဘယ်ရွယ်ရွယ်အစားနဲ့လုပ်ကြိုင်မလဲဆိုတာကဒီအကျိုးကျေးဇူးတွေကိုဘလို့ရနိုင်မလဲဆိုတာနဲ့တက်ရက်သက်ဆိုင်နေပါတယ်။ကဲဒါဒီအလုံးကိုခြုံပြီးပြန်ကြည့်လိုက်အောင်။ထုတ်လုံမှု theory ဆိုတာကစာအုပ်ထဲကတရတရတက်တက်မဟုတ်ပဲလုပ်ငန်းရှင်တွေအတွက်သူတို့ရဲ့အကန့်အသတ်ရှိတဲ့အရင်းမြစ်တွေကို အထီရောက်ဆုံးဘလို့အတုံးချမလဲဆိုတာကိုလက်ညွန်ပေးနေတဲ့လက်တွေ့ကြတဲ့တစ်ပညာရတစ်ခုလိုပဲနော်အမှန်ပဲဘယ်ချိန်မှဝန်ထမ်းတိုးခတ်မလဲဘယ်ချိန်မှလုံဝန်းကိုတိုးချင်မလဲဘယ်ချိန်မှရပ်တန့်ပြီးပြန်တိုးတက်မလဲဆိုတဲ့ဆုံးဖြတ်ချက်တိုင်းရဲ့နောက်ွယ်မှာဒီ theory တွေက အခြေခံအဖြစ်ပါဝင်နေပါတယ်ဒါဟာစီးပွားရေးလုံဝန်းတစ်ခုရဲ့ရှင်တန်မှုနဲ့တိုးတက်မှုအတွက်အရေးကြီးတဲ့လက်ညွန်ချက်တီးပါဒီဆွေးနွေးမှုကိုအဆုံးမတက်ခင်မှာစဉ်းစားရတဲ့အတွေ့အကြုံချမ်းထားခဲ့ခြင်းပါတယ် ခုတကပြောကြတဲ့ဥပဒေထားတွေအဓိကယူဆချက်တစ်ခုကနီးပညာပုံစံဖြစ်တယ်ဆိုတာပဲဟုတ်ကဲ့ဒါပေမဲ့အခုလို AI တို့စက်ရုပ် automation တို့လိုနီးပညာတွေအရှိန်အဟုန်နဲ့တိုးတက်လာတဲ့ခေတ်မှာဒီကံတဝင်ထူးလုံမှုအဆင့်တွေနဲ့ဥပဒေတွေကိုဘလို့ပြန်လဲတုံးတက်ရမလဲလူသားအလုံးသမားတယောက်ရဲ့အစွန်းထွက်ထုတ်ကုန်ကိုထွက်ချက်ရတာ ਨੇ နတ်စလေးနိုင်လုံးမမောမပန်းလို့လို့နိုင်တဲ့ AI စနစ်တစ်ခုရဲ့ထူးလုံနိုင်စွမ်းကိုချိန်ထိုးရတာကလုံးဝမတူနိုင်တော့ဘူး နီးပညာအသစ်တွေကဒီ theory တွေကိုအခြေခံကစပြီးပြောင်းလဲပေးနိုင်မလားဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်လေ့လာရမယ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်ပါတယ်။